အာ ordinary borderline cement ဆိုတာတော့ general ပေါ့ general construction work တွေမှာတုံးတယ်ဒီ grouting cement ဆိုတာတော့ဒီ special application တွေအဲ့တော့ grouting cement တုံးတာတွေကဘယ်နေရာတွေလဲပြောရင် sub foundation တွေတုံးတယ်အရင်ကတော့ borderline beam တွေ honeycomb ဖြစ်ပြီးတော့ဟိုပျက်စီးရဲ့နေရာတွေမှာပြန်ပြီးပြင်တဲ့အခါမှာတုံးတယ်အဲအဓိကကတော့ grout တွေရဲ့ general purpose grout ပေါ့နော် general purpose ဟိုမှာအာငလင်ဖြစ်တုံးမှာဆိုရင် APD ် NS ကောင်ရှိတယ် ABB NS ကောင် EQ ကောင်ရှိတယ် EQ ကြရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဟိုပြောပြပေးမယ် knowledge sharing series လေးမှာတော့အဲကျွန်တော်တို့ဒီ YoYo Billet အနေနဲ့ပေါ့နော်အဲ grounding cement ရဲ့အဓိကဌာနချက်လေးတွေကိုပြောပြမှာဖြစ်ပါတယ်အဒီနေ့ကျွန်တော် invite လုပ်ထားတဲ့ကိုတယောက်ရှိပါတယ်ဒါကတော့ကိုနေလင်းပါ ကျွန်တော်အရင်ဆုံးစပြီးတော့ဟိုဒါဗာလိပြောပြသေးခြင်းလဲဆိုရင်ဒီ UOB လက်မြေပေါ့နော် UOB လက်မြေကိုဘယ်နေရာတွေမှာတုံးလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးပြောပြသေးခြင်းပါလေကိုဟုတ်ဒီ topic ကဟိုအင်းလေးမိတာ crowding စိမ့်မှန်နေ UOB လက်မြေ UOB လက်မြေနဲ့ခွာခြားချက်အကြောင်းဟုတ်ကဲ့အဲ့တော့ဟို UOB လက်မြေဆိုတာကတော့ဒီ ordinary portland စိမ့်မှန်သူကကြတော့အဓိကတော့အကိုတို့ဒီအစအဦးအစ်စ်တွေစောက်တဲ့နေရာမှာကွန်ကရစ်တိုင်နေပြီးတော့ကြတော့ဒီဘင်းရက်မာတွေပြီးတော့ကွန်ကရစ်စလက်တွေမှာ ်စာရင်နေရာမှာ concrete ထဲကိုထည့်ဖြောတဲ့အခါမှာတုံးတာများတယ်ပြီးတော့ဒီအိမ်နေရာနေမှာဒီအုတ်တေစီရဲ့အခါမှာထည့်တုံးတယ်ပြီးတော့ကြတော့အဲ့အုတ်နေရာမျိုးကိုပြန်ပြီးတော့ plastering ပေါ့ပြန်ပြီးတော့အပြင်ကနေချောတဲ့အခါမှာတုံးတယ်ပေါ့နော်ဒါတွေကတော့အများတုံးနေနေတယ်ပေါ့နော်တခြားဒီ ordinary placement ကို OPC ကိုဒီ grout ဒီ grouting cement လို့ပါထုတ်လုပ်တဲ့နေရာမှာလည်းတုံးပြရရှိတယ်အဲ့လိုမျိုးပေါ့အဓိကကတော့ uh ordinary porcelain cement ဆိုတာတော့ channel ပေါ့ channel construction work တွေမှာတုံးတယ်ဒီ grouting cement ဆိုတာကတော့ဒီ special application တွေစားတဲ့နေရာမှာတုံးဟုတ်ကဲ့ပါအဲဆိုရင်ဟိုကျွန်တော်တို့ grouting cement ကိုလည်းပဲတုံးတဲ့နေရာလေးတွေကိုလည်းပဲတစ်ချက်လောက်အသေးစိတ်လေး grouting cement ဆိုတာကတော့သူ့ရဲ့အဓိကအားသာချက်ကတော့ net shrinkage မဖြစ်ဘူးပြီးတော့သူက strength ကောင်းတယ် တော့နောက်တစ်ခုက flowability ကောင်းတယ်သူ season မှုကောင်းတယ်ပေါ့နော်ဟိုဒီကျွန်တော်ဟိုပြောရမယ်ဆိုရင်တော့ concrete တွေပါရဲ့ဆိုရင် fiber တွေပါရဲ့ vibration payo လို့ရတယ် grounding cement အနေကြတော့တော့ဝမလို့ဘူးတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ flowability ကောင်းတဲ့အတွက်သူကဘယ်လိုနေရာမှာအဓိကသုံးလဲဆိုတော့ဒီ set foundation နေ set ဒီ machine foundation တွေရဲ့ plate တွေရဲ့အောက်မှာဒီချဲ့တယ်ပြီးတော့ကြတော့အဆောက်အဦတွေမှာ corner တွေဘင်းတွေမှာ ပြတ်တဲ့အခါမှာ handling ကုန်းတွေကိုရှိတဲ့နေရာတွေမှာပြန်ပြီးတော့ trend ထုတ်ပြီးတော့ပြန်ပြီးတော့လောင်းဖြည့်တဲ့နေရာတွေမှာသုံးတယ်အဲပြီးတော့ကြတော့ဒီအကျိုးကြားတွေပေါ့ gap တွေဟိုဒီ concrete မရောက်နိုင်တဲ့နေရာတွေပေါ့အဓိကတော့သူ့ရဲ့ nine shrink gate performance အကြောင်းသူကဘောလုံးကနည်းနည်းလေးတက်လာတက်လာပြီးတော့ဒီ set တွေရဲ့ foundation တွေအောက်မှာဆိုရင်သူကဘောလုံး expansion နည်းနည်းဖြစ်ပြီးတော့ကျက်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီ လုတ် transfer ကောင်းကောင်းရတယ်အဓိကအပေါ်ကအဆောက်အဦရဲ့ဝင်လုတ်အားတွေကဆက်ရဲ့လုတ်တွေကဒီဝင်ပေါ့နော်အဓိကတော့ဝင်အားတွေအကုန်လုံးကဒီ foundation မှာသွားပြီးတော့ဟိုတက်ရောက်တက်ရောက်အဲ့တော့တက်ရောက်တဲ့အခါမှာပထမဆုံးတက်ရောက်တာအရင်ဆုံးဟန်တာတာမှာဒီ clouding cement ဆိုတဲ့အခါပေါ့နော်ပြီးတော့အာဆက်တွေပါတယ် vibration ဖြစ်တဲ့အခါမှာဒီခံနိုင်အားကောင်းတဲ့အတွက်သူကဒီ credit တွေပါတယ်မဖြစ်အောင်ထိမ့်နေတာတယ်သူရဲ့ high strength performance ရှိတဲ့အတွက်ဒီ stability ကောင်းတေချာလောက်ပေးကြတယ်ဗောနော် flow ဆိုရဲအဲ့ဒီအချက်ကလေးကိုအသေးသေးလေးတစ်ချက်လောက်ပြောပြ flow ဆိုတာကတော့ဟိုပုံမှန်ဒီဟိုဟိုဗောတကယ်လောင်းလိုက်တယ် flow ဆန်းတဲ့ကုန်နေရှိတကယ်တော့အဲ့အဲ crowding စီမံကိုဖြော်ဖြော်ပြီးတော့ကြတော့ flow ကုန်နေကိုထည့်ပြီးတော့ဆန်းလိုက်တဲ့အခါမှာသူတတ်မှတ်ထားတဲ့လီတာပမာဏရှိရအဲ့လီတာကဘယ်နှစက္ကန့်အတွင်းမှာ ကုန်သွားမယ်ဆိုတော့တက်မှတ်ချက်ရှိတယ်။ဟုတ်ကဲ့။အဲ့အတွင်းမှာ range အတွင်းမှာရရဆိုတော့ဒါ profile လေးကောင်းတယ်ပေါ့။အဲ့ range အတွင်းမှာ second အများများကြော်ပြီးမှရရဆိုတော့ဒီ profile မကောင်းပါပေါ့။ဟို second 60ကြော်ရဲဆိုရင် date profileity မကောင်းဒါမျိုးတက်မှတ်လို့ရတယ်။အဲ့တော့ profileity ဆိုတာအဓိကတော့ season မှုနှုန်းကောင်းတာပေါ့။ဟုတ်ကဲ့။ season မှုနှုန်းကောင်းတယ်ပြန့်နှံ့မှုနှုန်းကောင်းတယ်။အဲ့အားမျိုးပေါ့။အဓိကတော့ graph ရဲ့သဘောတရားကိုကသူကသူတုံးတဲ့နေရာပေါ့နော်။ အချိုကြားတွေ bites တွေပြီးတော့ကြ plate အခြေအောက်တွေဒါမျိုးတွေ gap တွေပြီးတော့ကြတော့ join တွေအဲ့အမျိုးတွေမှာထည့်တာဖြစ်တဲ့အတွက် ground လို့ပြောလိုက်တာ ਨੇ ဟို flowability ဒီစည်းစိမ်မှုတော့ကောင်းတဲ့ပြည့်ပြည့်အရေလို့အများအားဖြင့်တော့မြင်ကြရပါတော့เนาะဒါပေမဲ့လည်းဟို ground ဆိုတာကြတော့အဲ့အဲ့တမျိုးလည်းမဟုတ်ဘူးဥပမာဟိုကြွေပြားတွေနှာကြားတွေပေါ့เนาะနှစ်ခုကြားတွေမှာထည့်တာဆိုရင်လည်း ground လို့ပြောတာပဲ time ground ဒါပေမဲ့သူ့ရဲ့ အဲ flowability ကြာတမျိုးဖြစ်သွားရင်သူကကြာပြစ်ပြစ်လေးအရင်မကျဲဘူးအဲ့ဒါမှလည်းကိုကဒီနာကြရည်ကိုတိတ်လို့ရအောင်ပေါ့နော်အဲ့ဒါမျိုးလည်း time clock လို့ခေါ်တယ် time clock ကြာတော့သူက flowability အရင်မလို့ဒီအပေါ်ရန်လေးပဲဖြစ်ရတာဖြစ်တဲ့အတွက်နည်းနည်းအဲပြစ်ပြစ်မာမာဟာမျိုးပဲဒီပေါ့ကြောက်မယ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲ disotropic disotropic ဆိုတာကြာတော့ဒီမဆလာလို့ပုံစံမျိုးပေါ့နော်အဲ့လိုနေထားနဲ့ဖြစ်လို့ရတယ်ပတ်တီသဘောမျိုးပေါ့ base ဖြစ်သွားပါဘာ base base type base type base type ပေါ့နော် fluid type မဟုတ်ဘူးဟို grouted cement ကြတော့ fluid type fluid တူကလုံးဝကိုတူကစီစဉ်သွားစီစဉ်သွားအဲအဲ့ဒါကြတော့တူကသူ့ရဲ့သဘောတရားကအကျိုးကြားတဲ့ gap တွေရဲ့ join နေတဲ့ဟိုထည့်ရမယ်ပစ္စည်းဖြစ်တဲ့အတွက်အဲ့လိုမျိုးဖြစ်အောင်လုပ်ထားတာပေါ့ load transfer ဆိုတဲ့အချက်လေးပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ရှင်းပြပေးလိုက်ပါ load transfer ဆိုတာကတော့ဒီဒီပြောမယ်ဆိုရင်ဒီ gravity ရှိတယ် ဒီကဘာဆွဲရရှိတယ်ပြီးတော့အဆောက်အဦ weight ရှိတယ်အဲ့တော့အားဖြင့်ဖြင့် weight တွေအကုန်လုံးကဒီ foundation မှာလာတက်ရအောင် ground ဆိုတာအခုနပြောသလိုဟိုမှာဒီ steel column dine ရဲ့ base plate အခြေတွေမှာ set foundation တွေအခြေတွေမှာရှိရအဲ့တော့အိုက်ဂျာရဲ့ထဲမှာဒီ plate နဲ့အောက်ကဒီ concrete ဂျာရဲ့ concrete ground တို့မို့ဂျာရဲ့မှာ gap ဖြစ်သွားလို့မရဘူးเนาะဟုတ်ကဲ့ gap ဖြစ်သွားလို့မရဘူး gap ဖြစ်ခဲ့ပြီဆိုရင်လောက်ကဒီ plate မှာရက်သွားအောက်ကိုသွားပြီးတော့တက်ရအောင်မရှိတော့ ဟာအဲ့ဒါကိုအဓိကဆိုလို့ရှိရင်အဲ့တော့တက်ရောက်မှုရှိအောင်တို့နှစ်ခုကကတ်နေမှာကတ်နေမှာကတ်နေမှာဒီလို gap ဖြစ်နေလို့ကြားရမှာလေဟာနဲ့သဘောမျိုးပေါ့နော်ဟုတ်ဒါမျက်လုံးနဲ့မမြင်နိုင်တဲ့အနေအထားတစ်ခုအထိဖြစ်ခဲ့တယ်ဆိုရင်တော့မှလောက်ကကောင်းကောင်း transfer မဖြစ်တော့လောက်က distribution တေချာမဖြစ်တော့အဲ့အမျိုးမဖြစ်အောင်လို့ nation ဒီကတော့အဲ့တော့ဟိုကကျွန်တော်တို့ကလောက်ကောင်းကောင်းလောက် transfer မဖြစ်တော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်လဲပေါ့နော်အဲဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီခန့်ခန့်နိုင်လောက်ကကောင်းကောင်းမရတဲ့အတွက် အဝင်ကအဓိကဘယ်ပေါ်မှာရောက်သွားလဲဆိုတော့ plate ပေါ်မှာပါပါပါဟုတ်ကဲ့အဲပြီးတော့ဒီ column ပေါ်မှာပို့ပြီးတော့ဝင်ရန်ထမ်းရတယ်အဲ့ဒီအတွက်ကြောင့်အမလိုလာအပ်တဲ့ဒီ structure failure တွေ structure damage တွေဖြစ်နိုင်တယ်ပေါ့နော်အစတင်ကျွန်တော်တို့ဒီဒီ grouting စီမံတွေပေါ့နော်အာ grouting စီမံတွေရဲ့ဒီ UU ပြည်လက်မြေတွေရဲ့ဒီ setting ဝင်တာလေးကိုလည်းတစ်ချက်တော့ဟိုရှင်းပြပေးပါလားကွာဟုတ် setting ဝင်တာကြတော့အဓိကကတော့သူ concrete ပဲဖြစ်ဖြစ်ဒီ ဘီလက်မီနဲ့ရှင်နဲ့ဓာတ်ပြူတယ်ပေါ့နော်။ပါရဲ့ဒီ hydration ဖြစ်ပြီးတော့ဓာတ်ပြူပြီးတော့ပထမဆုံးသူကအရေသဘောမျိုးရှိရယ် fluid သဘောမျိုးအဲအနေသူက plus plastic state ပေါ့နော် plastic state ဆိုတာအရန်တော့မမာသေးဘူးဟိုနည်းနည်းပျော့ပျော့ပြောင်းပြောင်းအနေထားနဲ့စပြီးတော့ hardening ဖြစ်ဖြစ်ချင်းဖြစ်သွားတယ်ပေါ့။အဲ့ဒါကိုသူက setting ဝင်နေလို့ခေါ်တယ်။ setting ဝင်နေဆိုတာပုံမှန်ဆိုရင်တော့အတားတစ်အိတ်သွားတယ်ပေါ့။အိတ်အိတ်အိတ်သွားတယ်။ဒီအရက်ထဲမှာပြောရင်ဘယ်ချိန်အိတ်မှာလဲ။အိတ်ချိန်ဘယ်လောက်ရှိလဲ။ အဲ့တော့ crowding စီမံနေရတော့ဟို integer set ကတော့သူကတချို့နိုင်ဝက်ကနေစပြီးတနိုင်နှစ်နိုင်အတွင်းမှာစတယ်အဲဒီအဲ့လိုမျိုးစပြီးတာနဲ့သူကအနည်းဆုံး plastic state ကျော်သွားပြီဗောနော်နည်းနည်းဒီအဲ့အာတော့ဒီ needed test နဲ့လုပ်လို့ရအထိုးပြီးတော့ဆန်လို့ရတယ်ဟုတ်ကဲ့ဆန်တဲ့အခါမှာအဲသူ့ရဲ့ခံနိုင်ဝင်အားဘယ်လောက်ရလဲရနိုင်လဲပေါ့မူတည်ပြီးတော့ဟိုတတ်မှတ်တယ်ဗောနော်အဲ့တော့ concrete ကတော့ဟို finance တင်နိုင်ဆယ်နာရီကျော်လောက်မှာဖြစ်တယ်ဟုတ်ကဲ့ ground in စီမံအကြံများဖြစ်တော့၃နိုင်၄နိုင်လောက်ဆိုရင် finance တင်နိုင်ဝင်သွားရင်เนาะသူ့ရဲ့ strength မြန်မြန်ရအောင်လို့ပေါ့တရားသားမှာမြန်မြန်ရအောင်ဒီအဓိကတော့ high strength ဖြစ်အောင်လို့ဒီ high early strength ဖြစ်အောင်လို့သူက high early setting ပို့ပြီးတော့မြန်မြန်ဖြစ်တယ်ပေါ့ဟုတ်ကဲ့ပါဘွေအဲ့ဆိုအဲ့ဒီကျွန်တော်တို့ဒီ yoyo billet အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ crowding cement ရဲ့ ဟောပါဗောနော setting time နဲ့ strength ဟောတိတိတတကွာလားမသိဘူးအဲ့ဒီ shadow ရိုးရိုးစီးမံနဲ့ setting time နဲ့ strength ဗောနော် setting time နဲ့ကွာပါတယ်အဓိကတော့ရိုးရိုးစီးမံရောဒီ setting time ရောဟိုအရင်မမြန်ဘူးပုံမှန်အစနိုင်လောက်မှအိတ်တယ်မဟုတ် crowding စီမံကြတော့နည်းနည်း initial set ကနည်းနည်းမြန်တယ်ပြီးတော့သူ့ရဲ့ high strength ပါတဲ့အတွက်သူကဒီဟိုစီမံပေါင်ဝတွေပါနည်းနည်းခွာလို့ရတယ်စောစောစီ strength ရတော့စောစောစီ strength ရတယ်ဟုတ်ကဲ့ပြီးတော့သူ့မှာ ဒီ special additive တွေပါတယ်ဒီ special additive တွေဆိုတာရှင်းပြပြန်မဖြစ်အောင်ထည့်ထားတဲ့ chemical ပါတယ်ဒါအဲကြောင့်မလို့ဟိုကဂျိုးစီမန့်နေတော့တော်တော်လေးကွာချပါကျွန်တော်ခုနကကျွန်တော်တိုင်နေပြင်တဲ့ခါမှာကျွန်တော်မဖြစ်မနေပြင်ရပြီပေါ့နော်ပြင်ပြီးသွားလို့ရှိရင်ဒီတချို့ကြလို့ရှိရင်ဒီ grout က heat ထွက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟို strand လည်းကောင်းတဲ့အတွက်ကြောင့်ကျွန်တော်အကြောင်းတွေပါတယ်ပေါ်လာလေးရှိရပေါ့နော်အဲအကြောင်းတွေမပေါ်အောင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်တင်လဲပေါ့အကြောင်းမပေါ်အောင်အဓိကတော့ temperature control လုပ်အောင်ပေါ့နော်ဟုတ်လောင်းပြီးရပြီ concrete ပဲဖြစ်ဖြစ် သူကဒီ heat ထွက်တယ်ပေါ့နော်အပူထွက်ပူထွက်တယ်အထွက်တဲ့အခါမှာဟိုပတ်ဝန်းကျင်အပူချိန်အများများတာပဲဖြစ်ဖြစ်ဒီလေတိုင်းလုံးနေပါရေပေါ့နော်ဒါအဲ temperature ပေါ့ပတ်ဝန်းကျင်နေတာပေါ့မူတည်ရဲ့အဲ့အခါမှာဟိုကကြွားရင်းပေါ့နော်ကြွားရင်းဆိုရေနဲ့အပြန်ပြီးတော့လောင်းပေးရတယ်ပေါ့အဲအဲ့လိုမျိုးတွေမလုပ်ဘူးဆိုရင်တော့ဒါအကြောင်းလေးဖြစ်နေတယ်အဲနောက်တစ်ခုက ground စတင်ဝင်တဲ့အခါမှာအာပတ်ဝန်းကျင် vibration ရောက်မယ်ဖြစ်ဖြစ် လှုပ်သွားတာပဲဖြစ်ဖြစ် plastic state အနေထားမှာပေါ့နော်တခုမှာဟိုဖောင်ကတော့မခွာသေးဘူးသို့တော်လည်းဒီဖြစ်နေပြီပေါ့နော်ဒါဖောင်ကခွာလိုက်တဲ့အခါမှာအဲအကြောင်းရင်းဖြစ်နေတာမျိုးဖြစ်တတ်တယ်အဲ့တော့အဲအကြောင်းမဖြစ်အောင်ကြတော့ပဝင်းကျင်အနေထားပေါ့လေမူတည်ရဲ့ temperature ပေါ့လေမူတည်ရဲ့ပဝင်းကျင်ဒီ ground setting မဝင်တဲ့အခါမှာအာ movement တွေပါရှိတာတို့ဟိုလှုပ်တာတို့ဒါမျိုးရှိနိုင်တယ်ပေါ့နော်ဒီငလင်းဖြစ်တဲ့အချိန်မှာပြင်နိုင်ရှိတယ်။ဒါပေမဲ့လည်းငလင်းကမတိမတာ after shot တွေရှိတယ်။ ြင်ပြီးတဲ့အခါမှာပဲဖြစ်ဖြစ် ground setting မွေနဲ့အခါမှာအဲ့အမျိုးဖြစ်ခဲ့ပြီးရှိတော့ plastic shrinkage crack လေးဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုကဒီကြွာရင်ကောင်းကောင်းမနိုင်တာပေါ့နော်ဖြစ်နိုင်အဲ့တော့ ground လောင်းပြီးသားရင်ဘောင်းဘောင်းခွာပြီးသားရင်တေချာကြွာရင်ပေးဖို့တော့အရေးကြီးတယ်အဲ့အခါမှာလည်းပုံမှန်ရေလေးနဲ့လောင်းလာတဲ့ဆိုင်ဥပမာ9အိဆာလို့ဟာမျိုးပတ်ပတ်ပြီးတော့ကြတော့ကြွိုင်းပေးထားတာရှိကိုထိန်းထားနိုင်တယ်ပေါ့နော်ဒီကိုနေအစားထဲမှာရေကိုထိန်းထားနိုင်တဲ့ဖြစ်တဲ့အတွက် အဆက်မပြတ်ကြွရင်လှုပ်တဲ့သဘောမျိုးလေးဖြစ်သွားအဆက်မပြတ်ဆိုတာဒီနေဆုံးတော့တနိုင်နှစ်နိုင်နေမှရေတခါပြန်ပြန်လို့ရဟိုအမှန်ဆိုခုနေကရေရဆုတ်မထားဟိုဟို evaluation ဖြစ်ပြီးတော့ဆုတ်မထားနိုင်ပုံမှန်ဒီတိုင်းခုနေမပတ်ဘူးဆိုရင်ရေကပြန်ပြီးစားခဏနေလေတိုက်ပြီး၆ွာတာနေပူပြီး၆ွာဖြစ်နေအဲ့တော့ခုနေစားလို့ဟာမျိုးဟိုမှာရေဆုတ်ရေကိုဆုတ်ယူထားနိုင်တဲ့အစအမျိုးပေါ့နော်အဲ့ဟိုပတ်ပြီးတော့ ကြီးကြီးတဲ့လုံစားတွေပါဆိုလို့ရတာပေါ့ဟုတ်ပိုကောင်းတယ်အဲ့ဒါမျိုးဆိုပိုကောင်းတယ်ဟာ plastic sheet တွေပိုင်းနေရောကျွန်တော်တို့လုံလို့ရလို့ရ plastic sheet တွေလည်းအုပ်လို့ရအဲ့ဒါပေမဲ့ plastic sheet ကြတော့ရေသူကအတွင်းထဲကရေအပြင်မပြန်နိုင်မှုအတွက်ပဲအဓိကကြီးမတူအဝင်းချင်း white ဖြစ်နေတဲ့အနေအထားပေါ့နော်အပြင်ကနေကာပါလုတ်ပေးထားတာတော့ပိုကောင်းတာပိုကောင်းတယ်အဲ့တော့ဒီ crowding cement ကိုကျွန်တော်ရွေးချယ်တဲ့အခါမှာဒီမှာဟို brand တွေအများကြီးရှိတယ်ပေါ့နော်အဲ music မျိုးစားတွေအများကြီးရှိတဲ့ထက်မှာကျွန်တော်ဒီအဲဘယ်လိုမျိုးစားတွေကိုဘယ်လိုနေရာတွေမှာ ်ရွေးချယ်ပြီးအသုံးပြုတည်တယ်ပေါ့နော်အဲအဓိကကတော့ ground တွေရဲ့ general purpose ground ပေါ့နော် general purpose ground ဆိုပြီးရှိတယ်ဟိုဘာပဲလာလာဒါအသုံးဆိုတဲ့အဲပုံစံမျိုးပေါ့နော် general purpose ဆိုတာကြတော့သူကရရင် limit လောက်မထားဘူး general use ပေါ့ general use repair လောက်တာတော့ဆိုတော့ပုံမှန် concrete structure တွေကဟိုဒီမှာမြန်မာပြည်မှာဆိုရင်40 MB 45 MB ဆိုတာအများဆုံးပဲလေဟုတ်ကဲ့ဟို high 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 rise building နေပါရဲ့ဒါတချို့50 MB 60 MB ရှိကြတယ် အဲ့တော့ပုံမှန် January မှာကြတော့ population မှာစောက်ထားတဲ့အစားအဝေးကြတော့ဟို high strand အရင်မရှိဟုတ်ကဲ့ရှိတဲ့အခါကျတော့ဒီ January purpose crowd တွေနဲ့လည်းတုံးလို့ရဥပမာအာငလင်ဖြစ်တုံးမှဆိုရင် APD NS crowd ရှိတယ် ABB NS crowd EQ ဆိုပြီးရှိတယ် EQ ကြတော့သူက strand နည်းနည်းဒီရန်အောက်ကဒီလက်ရှိရှိနေတဲ့ပုံဒီ building တွေမှာ January use တုံးထားတဲ့ဒီ30 35 MB လောက်ပဲ လိုချင်တာမျိုးရှိတယ်ရှိကြအရန် strat အရန်အများကြီးမလိုချင်ဘူးဆိုရင် EQ တုံးလို့ရတယ် EQ တုံးလို့ရသူအောက်ခံ concrete နဲ့ compatible ဖြစ်ပြီးတော့ဟိုတေတီချာတုံးလို့ရပေါ့ပြီးရင် NS crowd နည်းနည်း strat များဆိုတော့ NS crowd လိုဟာမျိုးတုံးလို့ရအဲ့တော့ကိုတုံးမဲ့ပုံပေါ်မူတည်တာပေါ့ဟုတ်ကဲ့အာကိုတုံးမဲ့ဟိုဟာ set foundation လိုဟာမျိုး strat များများလိုရဲဆိုရင်တမျိုးပေါ့နော်အဲအဲ့ဆိုရင်တော့ strand ခေါင်းတာတော့ဟိုပုံပုံမှန်ပြင်နေကြအာမျိုးအရင် strand လည်းမလိုဘူးဒီဘုရား 28day strand ကို 40 MB 45 MB လောက်ဆိုလုံလောက်ပြီး stretcher အရလုံလောက်ပြီးလို့ယူဆရင်ဒါသုံးလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ခုနပြောတဲ့ဒီ APD NS cloud တို့ ABN NS cloud တို့ EQ တို့ပေါ့နော်အဲ့ဒီအမျိုးအစားတွေအရောကျွန်တော်တို့တစ်ရက်ပေါ့နော် 1D 24 hour strand မှာဆိုရင်ကိုဘယ်လောက်ရလဲမသိဘူးအဲ NS cloud ကတော့30အထက်ပေါ့နော်30အထက်လောက်ရတယ်ဟို EQ ကတော့20 25 MB 20 MB လောက်ရမှာပေါ့။ဟောအဲဆိုရင်ကျွန်တော်တို့ဒီ အဲဒီရိုးရိုးဘီလက်မြေရဲ့ရောဆက်ပုံလေးနဲ့ပေါ့နော်ဒီကျွန်တော်တို့အဲကျွန်တော် crowding cement ရဲ့ရောဆက်ပုံလေးရောဆိုလို့ဘယ်လိုမျိုးခွာခြားလဲမသိဘူးပေါ့ရောဆက်ပုံကကွန်ကရစ်ဆိုတာကတော့သူကဟိုဒီကွန်ကရစ်ဆိုတာကတော့တဲကျောက်ဘီလက်မြေပါတယ် batching plant နေမှာဖြော်တာမျိုးရှိတယ် site ထဲမှာ site mixer နဲ့ဒီဖြော်တာမျိုးရှိတယ် crowding cement ကြတော့အဲ့လိုမျိုးဖြော်လို့မရအောင်အဲသူကကြတော့ဒီ mixer ပေါ့နော် mixer ကထွေးရယ်ဒလက်ရယ်ပါတယ်အဲ ိုက်မေတာလေးရှိဆိုက်မေတာအဲ့အမျိုးပုံးလွတ်တဲ့မှာအာကိုလိုချင်တဲ့ရေပမာဏကိုအရင်ထည့်သူအချိုးတိုင်းထည့်မယ်ရေထည့်မယ်ပုံးလွတ်တဲ့မှာရေထည့်မယ်အရေထည့်ပြီးမှအာဒီ ground တင်အမုံဖြည်းဖြည်းချင်းထည့်ပြီးတော့ဒီဆက်နဲ့မွေနဲ့မေတာနဲ့မွေပေါ့နော်အဲ့ဒါမှဟိုအဓိကအမုံအရင်ထည့်လိုက်ရင်ဘာဖြစ်လဲဒီပုံးအချိန်မှာကတ်တာရပါဖြစ်တဲ့တယ်ဟုတ်ကဲ့အဲ့အမျိုးဆိုရင်တေချာမှတ်နှံ့တာဖြစ်တဲ့တယ် water cement ratio မှတ်မှန်တော့ ရေကအဆိုထက်လိုစေရဆိုပြီးရေထက်တယ် strength တွေပါကြာနိုင်တယ်အဲ့တော့ဒေချာလေးကိုကကိုသုံးမဲ့ရေအချိုးစားပမာဏအတိုင်းပုံလို့တဲ့အတန်ထဲမှာရေထည့်တာပြီးမှအမှုံကိုဖြည်းဖြည်းချင်းထည့်ပြီးမှွေပေးပေါ့နော်အဲ့လိုလုပ်အောင်ကွန်ကရစ်မှွေတယ်လို့တော့မှွေလို့မရမှွေလို့မရကျေးဇူးပါကိုနေလေးကျေးဇူးပါကျွန်တော်ဒီတော့ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီရိုးရိုးပြည့်လက်မြင်နေပါเนาะ Cloudy Cement ကြာမှာခြားနာချက်လေးတွေကိုတော့အားလုံးသိမယ်လို့မျှော်လင့်ပါတယ် အဲတကယ်လို့မသိတာရှင်းနေရှိလို့ရှိရင်ကျွန်တော်တို့ဘောနော်ချက်ပေါက်ကနေတစင်လည်းမေးထားလို့ရပါတယ်အဲနောက်ပြီးဘောပြန်တွေ့ပါမယ်တာ